အရကတက်တော် AA ရဲ့ထိုးစစ်ကြောင်းပဲခူးတိုင်းပဒေါင်းမြို့နယ်ကအခိုင်အမာစခန်းဖြစ်တဲ့ညောင်ချိုးစခန်းကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာဆုတ်ခွာထွက်ပြေးနေပြီးစစ်ကောင်စီတပ်ကလည်းပြည်မြို့မှာလုံခြုံရေးတိုးမြှင့်လိုက်တယ်လို့ဒေသရင်းသတင်းရှင်းပြတချို့ပြောပါရယ်။အင်အားရာချီအုံပြူထားသလိုဘန်ကာရီလက်နက်ကြီးတွေတပ်ဆင်ထားပြီးအခိုင်အမာခန်းစစ်ပြင်ထားတဲ့ညောင်ချိုးစခန်းကို AA ကပြီးခဲ့တဲ့ဖေဖော်ဝါရီလမှာစတင်တိုက်ခိုက်ခဲ့တာပါ။ မတ်လ17ရက်နေ့တိုက်ပွဲမှာတော့စစ်ကောင်စီတပ်ကစတင်ဆုတ်ခွာသွားတာလို့ဒေသခံတအူပြောပါတယ်။ညောင်ကျိုးစခန်းဟာတောင်ကုတ်ပထောင်လမ်းပိုင်းရခိုင်ရုံးမပေါ်မှာရှိတာပါ။မိုးထီတောင်စခန်းကို AA က January 26ရက်နေ့မှာတင်ပိုက်ချိန်ဆုတ်ခွာသွားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအခိုင်အမာတပ်ဆွဲထားတဲ့နေရာလေးဖြစ်ပါတယ်။ပြီးတော့စစ်ကောင်စီရဲ့အမှတ်3စစ်လက်နက်ပစ္စည်းဆက်ယုံကပ္ပစာ3ရဲ့ကာကင်းစခန်းတစ်ခုလည်းဖြစ်ပါတယ်။ဘကိုးတိုင်းပြည်ခရိုင်အတွင်း ဗတ်တောင်းပေါက်ခေါင်းတို့မှာစစ်ရေးတင်းမာတဲ့အခြေအနေဖြစ်ပြီးစစ်ကောင်စီတပ်ကပေါက်ခေါင်းမျိုးကိုလည်းအင်အားတိုးချထားကြောင်းသိရပါရရှင်။